အားစေးတွေတောက်ရက်သားနဲ့ဘာကြောင့်ဝမလာတာလဲအချို့လူနာတွေကမေးကြတယ်ဆရာကျမကြောင်ညာသမ ्या အားစေးတွေတွေးသမ ्या အားစေးတွေတောက်တာဝလည်းမလာပါဘူးဆရာရေကျမသားလေးကိုပိန်နေလို့ဝစေခြင်းလို့အားစေးတိုက်တာအရေးတွေရော အခဲတွေရောစုံနေပါပြီဆရာရေဒါပေမဲ့ဝမလာဘူးဝအောင်ဘယ်လိုလုပ်ရမလဲဆရာစသဖြင့်မေးတတ်ကြပါတယ်ဒီမေးခွန်းလေးရဲ့အဖြေကိုဒီဗီဒီယိုမှာကျွန်တော်ဖြေပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲမင်္ဂလာပါမဒီဖလိုကဒေါက်တာဇင်ညီညီဖြစ်ပါတယ်အားစေးတောက်ရတာနဲ့ဘာကြောင့်မောရလဲဆိုတော့အားစေးကိုယ်တိုင်ကဝါးတယ်စီမဟုတ်လို့ပါအားစေးဆိုတာကဗီတာမင်အားစေးကိုအတူကောက်ခေါ်ကြတာပါအားစေးလို့အတူကောက်ခေါ်တဲ့အတွက်အားရှိစေတဲ့စီဝါးစေတဲ့စီဆိုပြီးတော့နားလည်မှုတွေလွဲကုန်ကြပါတယ်အားစေးကတကယ်တော့ဓာတ်ရိုက်ဝါးစေတဲ့စီမဟုတ်ပါဘူးအားစေးမှာဗီတာမင်ဓာတ်မျိုးစုံနဲ့တတ်ထုဓာတ်မျိုးစုံပါဝင်ပါတယ်ဗီတာမင်ဓာတ်ဒီမှာဆိုရင်ဗီတာမင် B မျိုးစုံ A D E ၊ညာရစင် folic acid စတဲ့ဗီတာမင်ဓာတ်တွေနဲ့တတ္ထုဓာတ်တွေမှာဆိုရင် copper, magnesium, selenium, chromium, zinc စတဲ့တတ္ထုဓာတ်တွေပါဝင်ပါတယ်။အဲဒီတော့အားစေးကိုဒီဓာတ်တွေချိုးရင်းနေတဲ့လူတွေဘလိုလူတွေလဲဆိုတော့ရက်ရှည်လာများအစာတောက်ပြတ်ပြီးအစာမစားနိုင်တဲ့လူတွေအသက်ကြီးပြီးတော့အစာတောက်ပြတ်တဲ့သူတွေအဲဦးလန်းချောင်းနဲ့အစာရင်ယောဂဖြစ်နေတဲ့လူတွေမှာဒီဓာတ်တွေချိုးရင်းနေနိုင်တဲ့အတွက်ဒီလိုလူတွေမှာအားစေးတောက်ရင်တော့ အားစေးရဲ့အကျိုးအာနိသင်ကိုရရှိမှာဖြစ်ပါတယ်။ကျန်းမာတဲ့လူတွေပိန်ပေမဲ့အစာဟာရပုံမှန်စားသုံးနေတဲ့လူတို့ကတော့အားစေးတောက်ပေမဲ့ထူပြီးတော့ဝါလာမှာမဟုတ်ပါဘူး။အဲ့တော့ဝါအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာဆက်လက်ပြီးတော့အကြံပြုပြောကြားသွားမှာဖြစ်ပါတယ်ခင်ဗျာ။နံပါတ်၁အချက်ကတော့ဝါခြင်းကိုလေးချိန်တိုးခြင်းအသားဓာတ်များများစားပေးရပါမယ်ခင်ဗျာ။အသားငါကြက်ဥဥအမျိုးမျိုး ပဲအမျိုးမျိုးနိုးနဲ့နိုးထွက်ပစ္စည်းအမျိုးမျိုးတို့ကိုများများစားပေးရမှာဖြစ်ပါတယ်ခင်ဗျာ။နံပါတ်1အချက်ကတော့ကိုတနေ့တာသွာလာလှုပ်ရှားအလုပ်လုပ်တဲ့အခါမှာလောင်ကျွမ်းသားတဲ့ကီလိုကယ်လိုရီထက်ပိုပြီးတော့စားသုံးပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ဥပမာကိုကတနေ့တာသွာလာလှုပ်ရှားတဲ့အခါမှာ2500ကီလိုကယ်လိုရီလောင်ကျွမ်းမယ်ဆိုရင်2500ထက်ပိုတယ်2800 3000ကီလိုကယ်လိုရီပြည့်အောင် စားသုံးပေးရမှာဖြစ်ပါတယ်ခင်ဗျာ။နံပါတ်3အချက်ကတော့လေ့ကျင့်ခန်းလုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ တော်သားကြန့်ခိုင်ကြီးထွားအောင်ဂျင်းဆော့တာဝေါကောက်လုပ်တာလုပ်ကြရမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်၄အချက်ကတော့ယောဂဗျာတွေဝင်မလာအောင်ကိုခံအားကောင်းအောင်ပြုမှုနေထိုင်ရမှာ ဖြစ်ပါတယ်ခင်ဗျာကိုခံအားကောင်းအောင်ရင်ပြန်များတော့မယ်အေးအေးဝါးဝါးအိပ်ရမယ်အစာအာဟာရကိုပြည့်ဝအောင် စားသုံးရမှာ ဖြစ်ပါတယ်ခင်ဗျာအချင်းချုပ်ပြန်ပြောရရင်အားစိတ်ဆိုတာကဝါရယ်စေးမဟုတ်ပါဘူးဝါခြင်းအသားဓာတ်များများစားပေးရမယ်ကီလိုကယ်လိုရီပုံထင်အောင်စားသုံးပေးရမယ်လေ့ကျင့်ခန်းများများလုပ်ပေးရမယ် ကိုခံအားကောင်းအောင်ပြုမူနေထိုင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီလောက်ဆိုရင်တော့ပြည့်ပြည့်စုံစုံသိရှိနားလည်သွားမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာမရှင်းလင်းတာရှိရင်ကွန်မန့်မှာမေးမြန်းသွားနိုင်ပါတယ်ဒီလိုမျိုးကျမ်းမာရေးဗဟုသုတတွေစေပညာဗဟုသုတတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်